ယောဟန်အခိုင်1အခန်းငယ်30ကနေ73အထိကိုလေ့လာကြပါစို့ယောဟန်အခိုင်1အခန်းငယ်30ကနေ71အထိကိုအရင်ကြည့်ရအောင်ထိုသူသည်ဤလောက၌ရှိတော်မူပြီးဤလောကကိုလည်းဖန်ဆင်းတော်မူပြီးသို့တော်လည်းဤလောကသည်ထိုသူကိုမသိသူသည်မိမိဒေတာအယတ်သို့ကြွလာတော်လဲမိမိလူမျိုးတို့သည်သူ့ကိုလက်မခံဘဲနေကြ၏ အခန်းငယ်30မှာပြောထားတဲ့ထိုသူသည်ဆိုတာယေရှုခရစ်တော်ကိုဆိုလိုတာဖြစ်တယ်။ယေရှုခရစ်တော်ဟာမိမိဖန်ဆင်းသောဒီလောကကဘာမြေကြီးမှာလူစားတိအဖြစ်ကိုခံယူပြီးနေတော်မူကြောင်းထိုသူသည်ဤလောက၌ရှိတော်မူပြီးဤလောကကိုလည်းဖန်ဆင်းတော်မူပြီလို့ကျွန်တော်တို့ကိုပြောပြထားပါတယ်။အခန်းငယ်30နောက်ဆုံးစာကြောင်းမှာပြောထားတဲ့ဤလောကသည်ဆိုတာလောကီလူသားများကိုဆိုလိုတာဖြစ်တယ်။ သို့တော်လည်းဤလောကသည်ထိုသူကိုမသိဆိုလိုတာကဒီလောကကိုဖန်ဆင်းတော်မူသောသားတော်ယေရှုခရစ်တော်ဟာလူသားတိအဖြစ်ကိုခံယူပြီးဒီလောကမှာကြွလာတော်မူတော်လဲလောကီလူသားများကမသိကြဘူးအခန်းငယ်7မှာပြောထားတဲ့မိမိဒေတာအယက်ဆိုတာတခင်ယေရှုဟာဒီလောကကဘာမြေကြီးကိုဖန်ဆင်းတော်မူသောသူ ဖြစ်တော်မူသောကြောင့်ဒီလောကကဘာမြေကြီးနေရာ ဒေတာအယက်များဟာသခင်ယေရှုပိုင်တော်မူသောဒေတာအယက် ဖြစ်တယ်။မိမိလူမျိုးတို့သည်ဆိုတာသခင်ယေရှုလူစားတစ်အဖြစ်ကိုခံယူသောယူဒလူမျိုးကိုဆိုလိုတာဖြစ်တယ်။ oneness ရအကောင်ဆုံးတွေထဲကတစ်ခုကတော့အခန်းငယ်7မှာအခုလိုပြောပြထားပါတယ်။သူသည်ယေရှုခရစ်တော်သည်မိမိဒေတာအယက်တို့ကြွလာတော်လဲမိမိလူမျိုးတို့သည်သူ့ကို လက်မခံဘဲနေကြ၏ယေရှုခရစ်တော်ဟာယူဒပြည်ဘက်လေမြို့မှာဖွားမြင်ခြင်းကိုခံတော်မူပြီးဂါလိလဲပြည်နာဇရက်မြို့မှာခြေပြင်းတော်မူခဲ့ပါတယ်မာသဲအခိုင်း2အငယ်1နဲ့အငယ်23လူဇာတိခံတက်တော်30မှာအမှုတော်မျက်လုံးငန်းကိုစတင်ခဲ့ပြီးမိမိဟာ အပြစ်ရှိတဲ့လူတို့ကိုရွေးနှုတ်ကယ်တင်ဖို့ယံ ခမဲတော်ဘုရားခင်ဆီလွတ်တော်မူသောသားတော်ဖြစ်ကြောင်းလူတိရှင်ကြားဟောကြားတော်မူပြီးဓမ္မဟောင်းကျမ်းစာမှာကြိုတင်ပြောထားတဲ့မေရှိယကြွလာတဲ့အခါမှာပြတော်မူမဲ့တဘာဝလွန်နမိတ်လက္ခဏာများကိုပြတော်မူခြင်းဖြင့်မိမိဟာခမဲတော်ဆီလွတ်တော်မူသောသားတော်ကေတင်ရှင်မေရှိယဖြစ်ကြောင်းယုံကြည်ဖို့လုံလောက်တဲ့တတ်သေးအထောက်အထားများကိုပြတော်မူပါတယ် တခရင်ရှုရဲ့လူစားတိခံအမျိုးဖြစ်တဲ့ယူဒလူမျိုးတွေမှာဓမ္မဟောင်းကျမ်းစာရှိတယ်။အဲ့ဒီဓမ္မဟောင်းကျမ်းစာမှာကေတင်ရှင်မေရှိယကြွလာတဲ့အခါမှာပြတော်မူမဲ့နမိတ်လက္ခဏာများကိုလည်းကြိုတင်ပြော့ဖော်ပြထားပါတယ်။ဥပမာဟေရှာယအနာဂတ်ကျမ်းအခိုင်း29အငယ်78အခိုင်း35အငယ်6ကနေပြော့6အဲ့ဒီကျမ်းချက်တွေမှာမေရှိယကြွလာတဲ့အခါ မျက်စိကားတဲ့သူတို့ကိုမြင်စေတော်မူမဲ့အကြောင်းခြေမစွမ်းတဲ့သူတို့ကို အကောင်းပကတိဖြစ်စေတော်မူမဲ့အကြောင်းနူနာဆွဲတဲ့သူတို့ကိုတန့်ရှင်းစေတော်မူမဲ့အကြောင်းနားလေသောသူတို့ကိုနားကြားစေမဲ့အကြောင်းသိသောသူတို့ကိုထမြောက်စေမဲ့အကြောင်းဝမ်းမြောက်စရာတည်င်းကောင်းကိုဟောပြောတော်မူမဲ့အကြောင်းကြိုတင်ပြော့ဖော်ပြထားပါတယ်တခင်ယေရှုကအဲ့ဒီနမိတ်လက္ခဏာများကိုပြုလုပ်ခဲ့ပါတယ် ယူဒဘာသာရေးကောင်းဆောင်များနဲ့သူတို့ရဲ့နောက်လိုက်များကယေရှုဟောကြားတော်မူတဲ့တရားဒေသနာများနဲ့ပြတော်မူသောနမိတ်လက္ခဏာများကိုကြားသိကြတယ်။သို့တော့ယူဒလူအများစုကယေရှုခရစ်တော်ကိုသူတို့ရဲ့ကယ်တင်ရှင်မယ်ရှိရာအဖြစ်လက်မခံဘဲနေကြတယ်။တချို့ကတော့ လက်ခံကြတယ်။ယောဟန်အခိုင်1အခန်းငယ်7ကနေ73ကိုဆက်ပြီးတော့ကြည့်ရအောင်။ ထိုသူကိုလက်ခံသမျှသောသူတည်းဟုသော ကိုရောကိုယုံကြည်သောသူတို့အားဖယားတခင်ဤတားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏ထိုတားတို့မူကားလူမျိုးနှင့်ဆက်ဆံ၍ဖွာသောတားမဟုတ် မိထုံတံဝါတအားဖြင့်ဖွာသောတားမဟုတ် လူအလိုအလျောက်ဖွာသောတားမဟုတ်ဖယားတခင်ဖွာတော်မူသောတားဖြစ်သည်အခန်းငယ်၁၂မှာပြောထားတဲ့ထိုသူကိုဆိုတာယေရှုခရစ်တော်ကိုဆိုလိုတာဖြစ်တယ် ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံခြင်းဟာအပြစ်ရှိတဲ့လောကီလူသားများအတွက်ဖယားသခင်သာဖြစ်လာနိုင်တဲ့တခုတည်းသောနေလံဖြစ်တဲ့အကြောင်းအခန်းငယ်၁၂မှာကျွန်တော်တို့ကိုပြောပြထားပြီးအခန်းငယ်၁၃မှာဖယားသခင်သာသမီများဟာ လူမျိုးနဲ့ဆက်ဆံ၍ဖွာတော်သားမဟုတ်မိထုံတာဝါတာအဖြစ်ဖွာတော်သားမဟုတ် လူအလိုအလျောက်ဖွာတော်သားမဟုတ် ဖယားသခင်ဖွာတော်မူသောသားဖြစ်တည်းလို့ကျွန်တော်တို့ကိုပြောပြထားပါတယ်ဒီမှာပြောထားတဲ့လူမျိုးနဲ့ဆက်ဆိုင်၍ဖွာတော်သားမဟုတ်ဆိုတာဖယားသခင်သားသမီးများဟာလူမျိုးရိုးအဖြစ်မွေးဖွားကြတာမဟုတ်ဘူးမေထုံတာဝါတအဖြစ်ဖွာတော်သားမဟုတ်ဆိုတာလူကိုယ်ကာယရဲ့အလိုဆန္ဒအဖြစ်မွေးဖွားကြတာလည်းမဟုတ်ဘူး လူအလိုအလျောက်ဖွာတော်သားမဟုတ်ဆိုတာလူရဲ့အလိုစန္ဒအလျောက်မွေးဖွားလာကြတာလည်းမဟုတ်ဘူးဖယားသခင်အားဖြင့်သာမွေးဖွားကြတာဖြစ်တယ်လို့ကျွန်တော်တို့ပြောပြထားပါတယ်ဒါကြောင့်ဖယားသခင်ဖွာတော်မူသောသားဖြစ်သည်လို့ကျွန်တော်တို့ပြောပြနေတာဖြစ်ပါတယ်ဖယားသခင်သားဖြစ်ရသောအခွင့်ကိုရရှိခြင်းထက်မင်္ဂလာရှိတဲ့အရာ ဒီလောကမှာဘာတစ်ခုမှမရှိဘူး ဖယားသခင်သားသမီးဖြစ်ရသောအခွင့်ဆိုတာအပြစ်လွတ်ချင်းခံရသောသူဖြစ်ခြင်းကျွန်တော်တို့အပြစ်ကြောင့်နောင်ဘဝမှာကျွန်တော်တို့ခံရမယ့်ငရဲမိအိုင်ကနေအခုဘဝမှာကလေးကကဲတင်ချင်းခံရသောသူဖြစ်ခြင်းနောင်ဘဝမှာအိုနာသိချင်းကင်းသောကောင်းနိုင်တော်မှာအစင်ထာရဘုံတော်ဝင်စားရမယ့်သူဖယားသခင်အမွေခံသားသမီးဖြစ်ခြင်းကိုဆိုလိုတာဖြစ်တယ် ဖယားတခက်အမွေခံသားမဖြစ်သေးဘူးဆိုရင်အခုဖြစ်ချင်ပါသလားဖြစ်ချင်ရင်ယောဟန်အခိုင်1အခန်းငယ်7မှာဖယားတခက်သားဖြစ်လာနိုင်တဲ့တခုတည်းသောနိလန်းကိုအခုလိုပြောပြထားပါတယ်ထို့သူကိုဖယားခင်သားတော်ယေရှုခရစ်တော်ကိုလက်ခံတမျှတော်သူတည်းဟုသောကိုတော်ကိုယုံကြည်တော်သူတို့အားဖယားတခင်ဤသားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ဖယားခင်သားတော်ယေရှုခရစ်တော်ဟာ အပြစ်ရှိတဲ့လောကီလူသားများကို ငရဲသွားမဲ့သူ အဖြစ်ကနေရွေးနှုတ်ကယ်တင်ဖို့ယံဖယားစစ်စစ်ကနေလူစားတစ်အဖြစ်ကိုခံယူပြီးဒီလောကမှာကြွလာတော်မူသောခမဲတော်ဖယားခင်စေလွတ်တော်မူသောတပါတီသောကယ်တင်ရှင်မရှိရဖြစ်တော်မူပါれလူစားတစ်အဖြစ်ကြွလာတော်မူသောဖယားခင်သားတော်ယေရှုခရစ်တော်ကယောဟန်အခိုင်3အခန်းငယ်18ကနေ18မှာအခုလိုမိန့်တော်မူပါれ လောကီလူသားတို့အားအပြစ်စင်ရင်ချင်းဟာဖရာသခင်သည်တားတော်ကိုဤလောကသို့စေလွတ်တော်မူသည်မဟုတ်လောကီသားတို့သည်ကိုတော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မည်အကြောင်းစေလွတ်တော်မူ၏တားတော်ကိုယုံကြည်သောသူသည် အပြစ်စင်ရင်ချင်းကိုမခံရမယုံကြည်သောသူမူကားဖရာသခင်၌တပါတီသောတားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စင်ရင်ချင်းကိုခံရဤလို့ သားတော်ယေရှုခရစ်တော်ကမိန့်တော်မူပါれအပြစ်ရှိတဲ့လောကီလူသားတိုင်းအတွက် နောင်ဘဝမှာငရဲလားဒါမှမဟုတ်အိုနာတေချင်းကင်းတော်ကောင်းကင်ဘုံလားဆိုတာကယ်တင်ရှင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံသလားဒါမှမဟုတ်ညင်ပယ်သလားဆိုတဲ့အချက်ပေါ်မှာမူတည်မဲ့အကြောင်းကယ်တင်ရှင်ယေရှုခရစ်ကိုယ်တော်တိုင်ကခုနကျွန်တော်ဖတ်ပြခဲ့တဲ့ယောဟန်အခိုင်3အခန်းငယ်18မှာကြိုတင်မိန့်တော်မူပြီးဖြစ်တယ် တားတော်ကိုယုံကြည်တော်သူသည်အပြစ်စီရင်ခြင်းကိုမခံရမယုံကြည်တော်သူမူကားဖယားတခင်၌တပါတီသောတားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရဤလို့ယေရှုခရစ်မိန်တော်မူပါれအပြစ်ရှိတဲ့လောကီလူသားများကကောင်းသောအကျင့်ကိုကျင့်ခြင်းကောင်းမှုကိုသူပြုခြင်းဖြင့်နောင်ဘဝမှာခံရမဲ့ငရဲနဲ့မလွတ်မြောက်နိုင်တဲ့အကြောင်း လူတိုင်းကိုမိမိတို့အချက်အတိုင်းတရားစင်တော်မူမဲ့ဖရာသခင်ကနှုတ်ကပတော်တမချန်းစာမှာအကျင့်ပေါင်းများစွာသွန်သင်ပြော့တတိပေးထားပါရဲကျမ်းချက်တချို့ကိုဖော်ပြရရင်ထွမြတ်ကျမ်းအခိုင်း20အငယ်73မှာဖရာသခင်က လူအသက်ကိုမတတ်နဲ့လို့ပြညတ်ထားပါရဲ ကာယကံဝစီကံမနောကံစတဲ့ကံ၃ပါးနဲ့အမြဲတမ်းစောင့်ထိုင်းဖို့လိုအပ်တဲ့အကြောင်းမတဲအခိုင်းငါမှာသခင်ယေရှုကတုံတင်ပြပြပြထားပါတယ်။တစုံတယောက်သောသူကိုတင်ဒေါသထွက်တဲ့အခါတင်းရဲ့စိတ်နှလုံးထဲမှာအဲ့ဒီလူကိုတတ်နေတဲ့အကြောင်းလူတတ်မှုကိုတင်ကျိုးလွန်နေတဲ့အကြောင်းတစုံတယောက်သောသူကိုချိန်ဆရင်ဝစီကံဆိုတဲ့နှုတ်နဲ့လူတတ်မှုကိုတင်ကျိုးလွန်တဲ့အကြောင်း ခါရမဲ့အပြစ်ဒဏ်ကတော့ဂေဟနာအယက်ဆိုတဲ့ငရဲမိအိုင်ဖြစ်တဲ့အကြောင်းလူတိုင်းကိုမိမိတို့အချင်းအတိုင်းတရားစီရင်တော်မူမဲ့ယေရှုခရစ်တော်ဖခင်သခင်ကမတဲအခိုင်းငါအငယ်21ကနေ22မှာကြိုတင်ပြတော့တတိပေးထားပါတယ်ထွမြတ်အကျမ်းအခိုင်း20အငယ်14မှာဖခင်သခင်ကသူ့မယားကိုမပြစ်မှားနဲ့လို့ပြညတ်ထားပါတယ်သူ့မယားကိုမပြစ်မှားနဲ့ဆိုတဲ့ဖခင်ခင်ပြညတ်တော်ကို ကံ၃ပါးစလုံးနဲ့မိတ်ဆွေအမြဲတမ်းစောင့်ထိန်နိုင်သလားကိလေသာစိတ်နဲ့သူ့မယားကိုကြည့်ရှုတော်သူသည်စိတ်နှလုံးထဲ၌ထိုမိမ့်မှနှင့်ပြင့်မှားပြီးတင့်ရဲ့တရားဝင်အိမ်ထောင်ဘက်မဟုတ်တဲ့သူကိုကိလေသာစိတ်နဲ့ကြည့်ရှုရင်တင့်ရဲ့စိတ်နှလုံးထဲမှာ သူ့မယားဒါမှမဟုတ်သူ့ယောက်ျားကိုပြင့်မှားတဲ့အပြစ်ကိုတင်ကျိုးလိုနေပြီဖြစ်ကြောင်းခံရမယ့်အပြစ်ဒဏ်ကတော့ ငရဲမိအိုင် ဖြစ်တဲ့အကြောင်းလူသားအလုံးကိုမိမိတို့အကျင့်အတိုင်းတရားစီရင်တော်မူမဲ့ဖယားသခင်ကမတဲ့အခိုင်းကမှချုပ်တင်ပြော့တတိပေးထားပါတယ်။ကောင်းသောအကျင့်ကိုမိတ်ဆွေကျင့်ဖို့ရန်ဖယားသခင်ပေးထားတဲ့ပြညတ်တော်နှစ်ခုကိုပဲကျွန်တော်တို့ကြည်သေးတယ်။ပြညတ်တော်ယာနဲ့ခြေပြော့ရှိသေးတယ်။အဲ့ဒီပြညတ်တော်တွေကို24နာရီတပတ်မှ9ရက်တစ်လမှရက်ပေါင်း30တစ်နှစ်ပတ်လုံးအမြဲတမ်း မိတ်ဆွေစောင့်ထိန်နိုင်သလားအဲ့ဒီပြည်ညတ်တော်တွေထဲကတခုခုကိုမှားမိရင်တော့ပြည်ညတ်တော်အားလုံးကိုချိုးဖောက်တဲ့အပြစ်ရှိတဲ့အကြောင်းရာကောက်ဩရစာအခိုင်းနှစ်အခန်းငယ်30ကနေပြော73မှာကျွန်တော်တို့ကို ပြောပြထားပါတယ်လောကီလူသားအားလုံးဟာ မွေးရပါဗီဇအပြစ်ကြောင့်ဖျားသခင်ပြည်ညတ်တော်ကိုချိုးဖောက်ပြော့နေတိုင်းအပြစ်လုံနေတဲ့သူတွေဖြစ်တယ် ကောင်းသောအချက်အားဖြင့်ငရဲနဲ့လွတ်မြောက်မဲ့လူသားတယောက်မှမရှိဘူး။ဖယားသခင်သည်ချက်ချင်းမြတ်တာ ဖြစ်တော်မူသောကြောင့်အပြစ်ရှိတဲ့လောကီလူသားများကိုငရဲသွားမဲ့သူ အဖြစ်ကနေရွေးနှုတ်ကယ်တင်ဖို့ရန်မိမိ၌တပါတည်သောသားတော်ယေရှုခရစ်တော်ကိုဒီလောကမှာဆေလွတ်တော်မူခြင်းဖြစ်ပါれ။အပြစ်ရှိတဲ့လောကီလူသားများအတွက်ဝမ်းမြောက်စရာတည်ငောင်းကားတော့ အပြစ်နဲ့ကင်းစင်တော်မူသောဖခင်သားတော်ယေရှုခရစ်တော်ကကျွန်တော်တို့ကျိုးလွန်တဲ့အပြစ်တွေကြောင့်နောင်ဘဝမှာကျွန်တော်တို့ခံရမယ့်ငရဲမီးအိုင်ကနေရွေးနှုတ်ကယ်တင်ဖို့ယံလဝကတိုင်မှာအသေးခံခြင်းဖြင့်အပြစ်ရဲ့အဖို့ခါကိုကျွန်တော်တို့အတွက်ဆက်ပေးတော်မူခဲ့ပါတယ်။သုံးရမြောက်သောနေ့မှာကိုခန္ဓာနဲ့ထမြောက်တော်မူပြီးမိမိအပြစ်တွေအတွက်နောင်တရပြီး သူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံတဲ့သူတိုင်းကိုကယ်တင်တော်မူမဲ့အကြောင်းမိမိရဲ့ကယ်တင်တော်မူခြင်းတည်င်းကောင်းကိုလူမျိုးတကာတို့စီမှာဟောပြောဖို့ကောင်းကင်နိုင်ငံတော်ကိုပြန်လည်မတက်ကြွတော်မူမီတပည့်တော်တို့ကိုတာဝန်ပေးထားပါတယ်။ဒါကြောင့်ဒီနေ့အထိယေရှုရဲ့ကယ်တင်တော်မူခြင်းတည်င်းကောင်းကိုကျွန်တော်ဝင်ခဲ့နေတာဖြစ်ပါတယ်။နောင်တဆိုတာဖခင်ခင်ပြည့်ညတ်တော်တို့ကိုချိုးဖောက်ပြီးတင်လို့နေကြအပြစ်တွေကိုဆက်လို့နေမဲ့အစာ တင့်ကိုမကဲတင်နိုင်တဲ့ပုပ်ကိုများနဲ့အခြားသောအရာများရဲ့နောက်ကိုဆက်လိုက်နေမဲ့အစားတင့်ရဲ့အပြစ်ကြွေးအလုံးကိုဆက်ပေးဖို့ရန်လက်ဝါးကတိုင်မှာအသေးခံပြီးတေချမ်းကနေထမြောက်တော်မူပြော့ယနေ့အသက်ရှင်တော်မူပြီးနောင်လဲအစင်ထာဝရအသက်ရှင်တော်မူမဲ့ကဲတင်ရှင်ယေရှုခရစ်တော်ရဲ့နောက်တော်ကိုပဲလိုက်ဖို့အစင်တဲ့ရှိနေတဲ့စိတ်နေသဘောထားကိုစစ်မှန်သောနောင်တလို့ခေါ်ပါတယ် စစ်မှန်သောနောင်တနဲ့ယေရှုခရစ်တော်ကိုသင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်တစ်ခါမှယုံကြည်လက်ခံခြင်းမရှိသေးရင်အချိန်မနှောင်းခင်အခုယုံကြည်လက်ခံပါစစ်မှန်သောနောင်တနဲ့ဖခင်သခင်သားတော်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်အခုယုံကြည်လက်ခံရင်ဂတိတော်အတိုင်းဖခင်သခင်သားဖြစ်ရသောအခွင့်ကိုအခုပေးတော်မူမှာဖြစ်ပါကြောင်းတည်ငြိမ်ကောင်းပါအပ်ပါတယ်အလုံးပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ